ာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုညီဦးမေ Channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ကတော့ပထမပိုင်းမှာတော့တရင်တော်တော်လေးနေနဲ့အရင်စချင်တယ်နော်။ပထမအဦးဆုံးပြောချင်တာကတော့ Happy Birthday အမေစုဆိုတဲ့ video file လေးတွေပို့ပေးကြပြီလားဆိုပြီးမှ remind လေးလုပ်ချင်တယ်။မလုတ်သေးတဲ့သူတွေလည်းလုတ်ဖို့မမေ့ကြနဲ့နော်လုတ်ပြီးသားတဲ့သူတွေရောက်စီတိုင်းတယ်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ် ြီးနောက်တစ်ခုကတော့အကူအညီတောင်းခံခြင်းနဲ့ဒါကတော့မင်းချန်ဘလက်တိုင်ဂါဒီဘက်ကနေမှ live လွှင့်ပြီးတော့ရန်ပုံငွေရှာတဲ့ဥစ္စာရှိတယ်။မင်းချန်ဘလက်တိုင်ဂါတီထောင်တာ၃နှစ်ပြည့်သွားပြီ။ဒါပေမဲ့၄နှစ်ဆိုတဲ့နှစ်ကိုတော့သူတို့မြို့ပေါ်မှာကျင်းပခြင်းနဲ့လို့ပြောတယ်။ဆိုတော့အခုသူတို့ဘက်ကနေမှជីကာရဲ့အင်ဂျီရဲ့တနတ်တီလို့ခြင်းနဲ့လို့ပြောတယ်။ဆိုတော့ကျွန်တော် တော်လာရဲဒီလဲเนาะတချို့ဟိုတခြားနေရာဘက်ကမပေးရသေးတဲ့သူတွေမင်းချံ black tiger တွေကိုလည်းပဲကူညီရအောင်လို့ပြောချင်တယ်အခုကလူလိန်တွေအရန်ပေါ်တဲ့အတွက်ကြောင့်ကိုကူညီမယ်ဆိုလို့ရှိရင်တော့အဲ့မှာတယောက်ယောက်နဲ့စကားပြောပြမှကူညီကြပါလို့လည်းကြွသတိပေးချင်တယ်ပြီးရင်နောက်တစ်ခုကတော့ရန်ကုန်တိုင်းစစ်ဌာနအချုချေမုံရဲ့တပ်ဖွဲ့ကနေမှလည်းမနေ့ကဂျွန်ကိုရဲ့နဲ့မှာသူတို့ရဲ့တရေဝင် Facebook page ကို တီထောင်ထားပြီးဖြစ်တယ်ဆိုတော့အဲ Facebook page ကနေမှလွန်ခဲ့တဲ့အချိန်မှာသူတို့လှုပ်ဆောင်ခဲ့တဲ့အရာတွေရောအခုနောက်ဆက်လက်ပြီးလှုပ်ဆောင်မဲ့ကိစ္စတွေရောသူတို့ရဲ့ရန်ကုန်စစ်ဌာနအထူးချေမုံရဲ့ Facebook ကနေမှ တင်သွားမယ်ဆိုတဲ့အကြောင်းပြောထားတယ်ဆိုတော့အခုကျွန်မနဘေးနားမှာလည်းကျွန်မ link လုပ်ထားပေးတယ် follow နိုင်တဲ့လူတွေ follow ပြီးတော့သူတို့ရဲ့ net စင်လုပ်တဲ့ သတင်းတွေကိုလည်းဖတ်ရှုလို့ရပါတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ပြီးရင်နောက်တစ်ခုကတော့ရည်ချင်းဆရာလေးကောင်းတဲ့သတင်းတစ်ခုနဲ့တင်ပြခြင်းနဲ့အားပါလေဆိုတော့အခုကျွန်တော်အားလုံးလည်းတည်ပြီးသားဖြစ်တဲ့အခုဒီ without sangay တွေကိုဖတ်တဲ့အခါမှာမွန်ပြည်နယ်ပေါင်မြို့နယ်ဘက်မှာကျွန်တော်အမျိုးသမီးတွေကိုအလေးထားပြီးမှစစ်ဆေးတယ်လို့ပြောတယ်ဆိုတော့အဲ့ထဲမှာအမျိုးသမီးတယောက်ကအတွင်းခံအင်ဂျီမပါဘဲနဲ့ မောင်းလာတဲ့သူကို3000တောင်ငွေရိုက်တယ်လို့ပြောတယ်အဲဥစားကိုအခုပေါင်မြို့ကဒါရက်ကွက်မြို့တစ်6လမ်းနဲ့9လမ်းမှာရှိတယ်ဆိုင်ကယ်ခရီးဆွဲစားတဲ့ကျော်အာကာဝင်းခေါ်ဖိုးဝအသက်46နှစ်ကသူက Facebook ထဲမှာ live လွှင့်ပြီးတော့ဘောလီမပါ ငါတောင်းဆိုတဲ့အဥ္စာကိုတင်လိုက်တယ်အဥ္စာကို ခွေးတွေကနေမှအကြီးညိုပြတ်တယ်ဆိုပြီးမှငါးရငါးကကြီးနဲ့မနေ့ကဖန်စီလိုက်တယ်ဆိုတဲ့အကြောင်းကြားရတယ်ဆိုတော့ခွေးကလူလိုအကြီးညိုကလည်းခံချင်တဲ့တိတ်ကျက်တည်းရဲ့တုံးတာပဲသူတို့လုတ်တဲ့အဥ္စာကိုလုတ်တယ်လို့ပြောတာကိုလည်းသူတို့မကြိုက်ဘူးเนาะဆိုတော့အခုဒီဖိုးဝကတော့တနာဆရာကောင်းတယ်သူတို့ကိုအကြီးညိုဖြတ်မှုနဲ့ငါးရငါးကကြီးနဲ့တရားစွဲမှသူ့ကိုဖန်စီခေါ်ဆောင်သွားတယ်ဆိုတဲ့အကြောင်းသိရတယ်ဆိုတော့ဒီဖိုးဝနဲ့ သူမိသားစုအားလုံးနဲ့ထပ်တူထပ်မြောက်စိတ်မကောင်းပါဘူးဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကအချက်သိခါမဲ့ဘယ်သူမှမတင်မဲနဲ့တနက်ပြောင်းဝါနဲ့အာနာယူထားတဲ့ခွေးကြဘူးကနေမှကြိုက်တယ်လို့လှုပ်ဆောင်နေတာကိုကျွန်တော်ကနေမှလိုက်ကနေလို့ရှင်တော့ကျွန်တော်လောက်ယူတဲ့သူတွေကမရှိတော့ဘူးဒါပေမဲ့ဒီခွေးဘောငုံဒီကတော့သူတို့ကနားလေခဲ့ရင်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာဒီလိုမျိုးတရင်ဆိုးတွေလည်းကြားဆရာမလို့ဘူး ပေါ်မတွေကဒါလူစိတ်နည်းနည်းဒါရှိခဲ့တယ်သူတို့မိဘတွေလည်းလူနဲ့ဒါမွေးထားခဲ့တဲ့တာသမီဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့နော်ဒီနေ့မြန်မာနိုင်ငံဟာအေးချမ်းသွားပြီးသားဖြစ်တယ်သူတို့လိုမျိုးတောက်တိုင်တွေဖြစ်နေတဲ့ဘုံငုံပေါ်မတွေကြောင့်အခုခွေးအွန်လိုင်းကတော့သူ့အာနာတီမြင်နေတယ်ပေါ့နော်ဒါကတော့စိတ်မကောင်းစရာတင်းပေါ့နော်ပြန်နောက်တဲ့ရင်တဲ့ဘုတ်ကတော့ရှမ်းတောင်နဲ့ဂရင်းနီစက်ချားမှာရှိတဲ့မိုးပြေမြို့အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့်တိုက်ပွဲပြင်းထန်နေတဲ့ area တွေမှာ ပြည်သူဒီဘက်ကနေမှကယူစိုက်ပြီးသွားလာပေးဖို့ရဆိုပြီးမှ KNA တပ်ဖွဲ့ဒီဘက်ကနေမှဂျွန်ရှိရနဲ့တုန်းကထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့ကျတို့ပြည်သူတွေစစ်ပွဲတွေရှိတဲ့နေရာဘက်မှာနည်းနည်းလေးရှောင်ကျင်ပေးရအောင်လက်နက်ကင်တော်လိုင်းရဲဒီဘက်ကနေမှထုတ်ပြန်လာတဲ့သတင်းတွေကိုကျေးဇူးပြုပြီးမှလိုက်နာလိုက်လျှောက်ရအောင်လို့ပြောချင်တယ်เนาะ ဆိုတော့နောက်သတင်းတပုတ်အနေနဲ့ကတော့မနေ့ကဂျွန်ကိုရက်နဲ့တုန်းကတအောင်းပြီးကောင်စီဖွဲ့စည်းလိုက်တယ်ဆိုတော့ထုတ်ပြန်ချက်ကို TNLAD ဘက်ကနေမှထုတ်ပြန်လာတာကိုသိရတယ်ဒါတော့လက်ခံတယ်ဘူဂျိုမဆိုကိုရဲ့လူမျိုးနဲ့ကိုအဖွဲ့စည်းစည်းတာကိုသဘောကျပါတယ်ဒါကိုလုံးဝလက်ခံပါတယ်ဒါမဲ့ကျွန်မလက်မခံသေးတဲ့အရာတစ်ခုရှိတယ်ဒါပါလေဆိုတော့နောင်ချိုနဲ့နောင်အိုးမှာရှိတဲ့ PDF တွေကို TNLAD ကတော့ အကုန်ပြန်ခိုင်းလိုက်ပြီလို့ပြောတယ်နော်ခွေးကလွယ်ရင်မြန်မာနိုင်ငံမှာရှိတဲ့ဟိုးပူတောင်ဦးကနေမှကော့တောင်အထိရှိတဲ့ကျွားတို့မြန်မာပြည်သားအားလုံးခန္ဓာကိုယ်တစ်ခုအနေနဲ့ကျွားတို့စင်စားပြီးတော့ဒီဒေါ်လာရေးထဲမှာပါဝင်ရမှာဖြစ်တယ်။ခြေထောက်နာလို့မျက်စိကငါနဲ့မဆိုင်ဘူးဆိုလို့မရဘူး။ကျွားတို့ခန္ဓာတကူလုံးမှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းဟာသူ့တာဝန်နဲ့သူထမ်းဆောင်ရတာဖြစ်တယ်ဆိုတော့ငါကခြေတော့ပဲနင်းတို့နဲ့မဆိုင်ဘူးလို့လဲပြောလို့မရဘူးခြေတော့မှနာလို့ရှင်တယ်ဒီကိုယ်လုံးခံစားရတာပဲနော်ဒီနေ့ကျွတ်တို့ဒီတော်လန်ရေးထဲမှာကျွတ်တို့ကခန္ဓာကိုယ်တစ်ခုအနေနဲ့ကျွတ်တို့စဉ်းစားရမှာဖြစ်တယ်ဆိုတော့ TNL Lady သူတို့စဉ်းစားလိမ့်မယ်ငိုတို့ကတော့ငိုတို့ဖာငိုတို့လုံနိုင်တယ်နင်းတို့မဝန်နဲ့လို့ပြောရင်ကောင်းပြောလိမ့်မယ်ဒါပေမဲ့ဒီနေ့ကျွတ်တို့စစ်ခွေးကိုမောင်းထုတ်တဲ့အခါမှာဟိုးပူတာဦးထိတ်ကနေမှာကော့တောင်းအထိမှာ ရှိတဲ့စစ်ခွေးတွေအားလုံးကိုကျွန်တော်တို့ဗျိုင်းသေးပဲချေမုံရမှာဖြစ်တယ်ဒါကြောင့်မို့ပဲဒီနေ့ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံးရောနောပြီးတော့တိုက်ပွဲဝင်နေကြတာဖြစ်တယ်မနေ့ကတော့စစ်ခွေးတွေနဲ့ဒီ TNL တိုက်တာစစ်ခွေးတွေအများကြီးတည်တယ်လို့ပြောတယ်ဒါကကျွန်တော်တို့ရဲ့အကြည့်ကအောင်ပွဲကြီးလည်းမဟုတ်သေးဘူးเนาะဆိုတော့အခုဒီနောင်ချိုနားမှာရှိတဲ့မဲပုတ်နောင်လင်းနောင်ချိုကြီးရှောက်ချိုးရွာဒီရွာတွေကိုစစ်ခွေးတွေဘက်ကနေမှပြန်နေပြီးတိမ့်ပိုက်ပြီးပြီဖြစ်တယ် လွန်ခဲ့တဲ့နေ့ရက်လောက်မှာလဲပို့ PDF ဒီရောအညာ PDF ဒီရောနဲ့ဒီ TNLAD ပြဿနာဖြစ်ကြတယ်လို့ကြားတယ်ဆိုတော့ဒီနေ့ TNLAD ကဘယ်လိုမျိုးစစ်ကူးစစ်တမ်းတွေရှိနေကြသလဲဆိုတာတော့မသိဘူး TNLAD ဆက်ပြီးမှဒီလိုပဲနေမယ်ဆိုလို့ရှင်တော့နောင်ချိုလဲကုံသွားလိမ့်မယ်နောင်ချိုကုံပြီဆိုလို့ရှင်တော့เนาะတဆင့်ချင်းတဆင့်ချင်းကုံသွားမှာပဲ ဘာကြောင့်မို့ TNLD ကတတိတခြားနဲ့ရက်ချင်နေကြလဲဟုတ်ပြီနင်းတို့ကအရန်တိုက်နိုင်တယ်နင်းတို့ကအရန်တွန်းနိုင်တယ်နော်နင်းတို့ရဲ့နေရာတွေကိုနင်းတို့ထုတ်ထိန်ချုပ်နိုင်တယ်စစ်ခွေးတွေလာသမျှကိုလည်းနင်းတို့ချနိုင်တယ်ဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးဒါပေမဲ့အခုစစ်ခွေးတွေ MNDAAD နဲ့ရရအပြစ်ခတ်ရက်ဆဲကိုယူပြီးတဲ့နောက်ပိုင်းမှာအခုရှမ်းမြောက်မှာစစ်ခွေးတွေနဲ့အထူးဖြင့်တိုက်နေတာဟာ TNLA ပဲရှိတယ်ဆိုတော့ TNLAD နဲ့ တိုက်နေတဲ့အခါမှာအခုရရှိခဲ့တဲ့ရွာလေးရွာကိုအခုစစ်ခွေးတွေပြန်သိမ်းလိုက်ပြီဒီဆိုလို့ရှိရင် DTLLAD ကဘလို့မျိုးစိတ်ကူးစိတ်တမ်းရှိနေကြတယ်လေအခုအချိန်မှာလက်နှစ်ဖက်ရှိတယ် တဖက်ကိုတော့ကျမတို့ကိုယ့်ရဲ့လူမျိုးအတွက်လှုပ်တင်လှုပ်ထိုက်တာလှုပ်ကြပါနောက်တဖက်ကျတော့ကျမတို့စစ်ခွေးကိုတော်လာတဲ့အခါမှာလည်းမဟာမိတ်ဒီနဲ့ကောင်းကောင်းလေးလက်ဆွဲပေးမှကျမတို့တိုက်ရမှာဖြစ်တယ်ပိုအို PDF နဲ့အညာ PDF တွေနဲ့ TNLD ပြဿနာဖြစ်ကြတာလွန်ခဲ့တဲ့နေ့ရက်တုန်းကဒါလည်းလုံးဝမဖြစ်တင်တဲ့အရာဖြစ်တယ်ဆိုတော့အခုဒီနောင်ချိုနဲ့နောင်အုံးကနေမှ PDF တွေကိုလည်းဆုတ်ခွာခိုင်းတယ်ဘာကြောင့်လဲဆိုတော့မသိဘူးเนาะသူတို့အကြောင်းသူတို့ပဲသိလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ဟာတပါတော့မဟာမိတ်ဒီတပါတော့တိုက်အဒီလက်နဲ့ကင်ဒီအတွက်မထိခိုက်ဖို့ရန်အတွက်ကိုရန်စင်စားပြမလှုပ်ဆောင်တဲ့နဲ့ဆိုတဲ့အကြောင်းကိုကြွားပြောပြချင်တယ်เนาะကျတော့နောက်တင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်เนาะကိုယ့်ကိုတွားရင်တိုင်းနဲ့ခလုတ်တိုင်းချော်လဲလဲဒီအေးဘေးစစ်တပ်ဘာညာဆဲရောကိုယ့်ကိုအိမ်မှာခလုတ်တိုင်းလဲလဲဒီအေးဘေးစစ်တပ်သူထားဆဲတာ ဘာဖြစ်လို့ဆဲလဲဆိုတော့သူတို့ရဲ့အမုန်းတရားနာကြီးစိတ်ကြီးနဲ့ပလိန်ဆဲနေတာကိုကသူ့ဟာသူနေနေလည်းမရအောင်ဆဲတာပဲဆိုတော့ပြဿနာအဲ့လိုအမုန်းတရားတွေကိုရိုက်သွင်းခံထားရတဲ့ခါကြတော့သူတို့ရဲ့နှုတ်ထဲမှာတခုဆိုရရင်ဘုရားမတတော်ပဲနဲ့ဘာစစ်တက်ညာစစ်တက်ဆိုပြီးဆဲတော့တာပဲကဲဆိုတော့ဘုရားတဘာစစ်တက်ညာစစ်တက်ဆိုပြီးမုံမုံနေအောင်ဆဲတဲ့ပြီးသားတွေဖြစ်လာတယ်ဟိုရန်နေတူလောင်တာကွဲတယ်ဒါပေမဲ့လက်ညှိုးထိုးတာစစ်တက်ကိုအဲ့တော့ KIA ရဲ့လူတွေဂွမ်ဘောတို့ဘာလို့သူသမီးတွေဘိုက်တွေပဲကြီးရင်လဲအင်မလာသားသမီးတွေမြီးတွေဘိုက်တွေကြီးရင်လဲစစ်တက်ကလာပြီးတော့လင်းနဲ့ဟွာဟွာပြူသွားတာလို့များသူတို့စိတ်ကူးပြောမလားမသိဘူး ဒီကောင်တွေအဲ့လောက်ထိဖြစ်သွားတာအရာအလုံးကိုလညို့ထိုးရလောက်တဲ့ဒီစစ်တပ်ကလည်းနေရာအောင်ရှိနေတာမဟုတ်ဘူးမရှိလို့လေအခုတချို့နေရာတွေမှာစစ်တပ်ကဘလို့မှမရလို့ခဏလက်လွတ်ထားရတယ်နေရာတွေတမုံကြီးရှိနေတာတခါကျရင်လူတွေကစဉ်းစားတဲ့အခါမှာဟောင်းအေးထားစဉ်းစားလို့လေပြည်ပြည်အချမ်းမီဒီယာတွေကဝါရဖြန့်လုံး EO ဆိုတဲ့ခေါင်းဆောင်တွေဆိုတဲ့လက်နက်ကိုင်အုပ်စုတွေရဲ့ဝါရဖြန့်မှုတွေအောက်မှာမျောနေတဲ့ယူခင်ဗျားတို့ကဒီတိုင်းပြည်ရဲ့ပဂရိရှိတရားတွေမြင်နိုင်မှာမဟုတ်ဘူးခင်ဗျားတို့ရဲ့ အုံတော်တွေကဆယ်စုနှစ်တခုလောက်ဆေးပြရမယ်သဘောဘာနဲ့ဆေးမလဲဆိုတော့ကျင်ငယ်ကျွန်တော်ရောင်းတယ်လာယူပါเนาะကျင်ငယ်ရေးတန်းတလီတာတလီတာဘူးတဘူးနဲ့ဆိုကျွန်တော်တို့ခေါင်း၁၀ခေါင်းလောက်ဆေးလို့ရတယ်အဲကျွန်တော်တို့သေးပေါက်ပြီးတော့သေးသေးဘူးတွေရောင်းဖို့ပြင်တယ်အဲဒီဥစုတွေတောက်လို့လည်းရတယ်เนาะအခုဒီဥစ္စာကဖက်ကတ်မှာနေရသုံးနေရမှာရန်ကိုတောင်တွေပောက်ကွဲတာတွေရှိခဲ့တယ်စစ်ခွေးတွေရန်တူလောင်ထားတဲ့နေရမှာ drone နဲ့တိုက်ခိုက်တဲ့အတွက်အကြောင်းရန်ကိုတောင် ပောက်ကွဲခဲ့တယ်ဆိုပြီးမှပြည်သူတွေပြောတဲ့စကားဖြစ်တယ်။ကမိုင်းကနေမှဖကန်ဘက်ကိုတက်လာခဲ့တဲ့စစ်ခွေးတွေသူတို့ပြောတာကငရုကတိုက်ပွဲဖော်ဆောင်မှာမဟုတ်ဘူးဖကန်ဘျူဟာမှုလေးလေဖို့ရတွေ့ပဲငရုသွားတဲ့အတွက်ကြောင့်ငရုကိုသွားခွင့်ပြုပါဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဖကန်မှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့နေရာမှာလေရင်ခေါ်ပြမှာဘုံကျဲခိုင်းမယ်လို့ပြောတဲ့အတွက်ကြောင့် KIAD ကတော့ ဖကမြို့မှာရှိတဲ့ပြည်သူတွေနေတဲ့နေရာမှာခွေးယူပြန်မှာကြောက်တဲ့အတွက်အကြောင်းတရားကြော်တော့ခွေးတွေကိုဖကဘက်ကိုရှိုးရှိုးရွှေရွှေနဲ့သူတို့ကိုတွားခိုင်းလိုက်တာဖြစ်တယ်။ကားမန်းကခွေးတွေဖကကိုရောက်ပြီးတဲ့နောက်ပိုင်းမှာမှဒီပြက်တလာဖြစ်ခဲ့တယ်။လွန်ခဲ့တဲ့အချိန်မှာရန်ဂိုဒေါင်ပောက်ကွဲတယ်ဆိုတာတစ်ခေါက်မှမရှိခဲ့ဘူး။ နော်ဆိုတော့အခုသူကအညွန့်အသိနဲ့လုတ်တာလွန်ခဲ့တဲ့အချိန်မှာ အောင်မင်းလည်းပါပြောလာဒီဒေါ်လာရေးထဲမှာ KIAD ကိုဥချိုးဖို့အတွက်လိုတယ် KIAD ကိုလုတ်နိုင်မှပဲ AAD လည်းငြိမ်သွားမယ် PDF တွေလည်းငြိမ်သွားမယ်ဆိုတဲ့ဥစ္စာကိုလွန်ခဲ့တဲ့သတင်းထဲမှာလည်းကျမတင်ပေးပြီးတာဖြစ်တယ်ဆိုတော့အခုသူကဒါဒီအညွန့်ဒီကြောင့်သူတို့လုတ်တာလဲသူတို့သိတယ်ဒီခွေးတွေကတော့အခုဇော်ပုံးဟိန်းဖမ်းပြီးတဲ့နောက်ပိုင်းမှာပို့ဆိုးလာခဲ့ပြီ နော်သူတို့ရဲ့ဘုံဝုံတာကိုမှ တကက်အတာအရာပဲအခုသူတို့စစ်ခွေးတွေလောက်တာမှလည်းတိပဲမဲ့ကျွန်တော်ကရဲ့အေးတွေကိုသူ blame တယ်ပြီးသူဒီကလမ်းမှာခလုတ်ပဲတိုက်တိုက်အိမ်မှာပဲခလုတ်တိုက်တိုက်သူတို့စစ်ခွေးတွေကိုဆဲတာကဒီနေ့ပြည်ပြဲတီရောလက်နဲ့ကင်တိုင်းရင်သားတွေဘက်ကနေမှသူတို့ကိုအမုန်းတရသွတ်သွင်းတယ်လို့ပြောတာကျမစစ်ခွေးတွေကိုမုန်းတာတေမတအမုန်းတယ် ျမအဖေမေတွေတစ်ခေါက်မှမတင်ပေးဘူးကျမအကိုတွေမတင်ပေးဒါပေမဲ့ကျမတို့မိသားစုထဲမှာခံစားရတဲ့အရာ ဖြစ်ပျက်တဲ့အရာတွေကိုမြင်လို့ခွေးကိုမုန်းတာတဲမတတ် မုန်းတယ်နော်အညာက PDF တွေလက်နဲ့ကင်လာတာဘယ်သူဆော်အပေးလို့လဲအညာကပြည်သူတွေမုန်းတာဒီလက်နဲ့ကင်တိုင်ရင်သားတွေကပြောပြလို့သူတို့မုန်းတာလားနင့်တို့ရဲ့လောက်ရကြောင်နင့်တို့ကိုမုန်းတာမဟုတ်ဘူးလား ပြီးတော့သူဘာပြောလဲဆိုတော့ဒါမျိုးအမုန်းတရားတွေကိုထဲ့သွင်းထားတဲ့အတွက်ကြောင့်ကျတော့အုံနောက်ကဆဲရမယ်ဒါဒီအုံနောက်ကိုဆဲဆုနှစ်ဆဲရမှာဖြစ်တယ်ဘလောက်ရိုင်းတယ်လားဆိုနေရအဖေရအမေရနေရနေမိမနေသားသမီးတွေအားလုံးကိုနေကတော့ရောင်းမယ်လို့ပြောတာမရောင်းဘူးငါအလကားပေးတိုက်မယ်တနေ့ကိုဘယ်နှခါတောက်မလဲငါပေးမယ်ဒီမင်းအွန်လိုင်းကအစ နင်တို့ဘောမဘောငုံဒီအဆုံလူဖြစ်ဖို့ရာအတွက်ငါရဲ့တဲကိုပေးမယ်နော်သူကတော့တတောင်းတဘူးကိုတတောင်းနဲ့ငါ free ပေးမယ်လူတိုင်းမှာရိုင်းတတ်တယ်မရိုင်းချင်တော့မရိုင်းတာပဲရှိတယ်နော်ကျတော့စကားပြောတတ်တဲ့သူတိုင်းကမဆဲတတ်တဲ့လူကဘာပေါ်မှာလုံးဝမရှိဘူးမဆဲချင်လို့မဆဲတာမဆဲတဲ့လို့မဆဲတာမပြောတဲ့လို့မပြောတာကိုယ့်ရဲ့ပါဇက်ကိုတနာလို့မပြောတာက လွဲရင် ကျတော့လူသားတိုင်းဟာဆဲတတ်တယ်เนาะဆိုတော့အခုကြော်မျိုးမင်းကိုကြွတ်ပြောမယ်ပြည်သူတွေဆဲတာတော်လာရဲတွေအဖဆိုင်လဲတော်လာရဲတွေအကပြည်သူလူထုတွေကိုဆဲခိုင်းသလားနေကိုတိုင်း၌အမြင်မှန်ကိုရရှိဖို့ရအတွက်ငါရဲ့ရှူးကိုနေကိုတိုက်မယ်နေရောနေမေရောမိသားစုလုံးတောက်လို့ရအောင်ငါပောက်ပေးမယ်လူဖြစ်လာဖို့ရအတွက်နေငါရှူးကိုတောက်ရမယ်ငါရှူးကိုတောက်ရင်နေလူဖြစ်သွားမယ်လို့ပဲပြောချင်တာเนาะ ဆိုတော့အခုကျွန်တော်နောက်သတင်းတပုတ်အနေနဲ့ဗီဒီယိုတော်တော်လေးကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော်စော်တော်နီထွက်လာပြန်ပြီဘာထွက်လာလဲဆိုတော့သူပြီးခဲ့တဲ့တလောတော့အချက်ဗျံမြန်ကွဲသွားပြီးတော့တခါတည်းငုတ်သွားတာပျောက်သွားပြီးတော့အားလုံးတည်တဲ့အတိုင်းမြောက်ရီတော့အာမြောက်ရီရဲ့အခုချက်ရှိပဲသူတို့ဝင်အုပ်ချုပ်တော်မယ်အတိုင်းမှာအမြောက်ရီကအလုံးကစစ်တပ်ကိုတကောင်းမထားအကုန်ပြတ်ရှင်းမယ်အကုန်ရှင်းမှာတကောင်းမထားဘူးငါတို့ကမချိုင်အောင်အုပ်ချုပ်တော်ကအဲ့လောက်ထိလေကြီးမိုးကြီးပြောခဲ့တဲ့ပျော့ရယ်ပေါ့နော်မြောက်ရီတော့သူအကြီးကြီးတွေပြောခဲ့ပြီးလည်းပြီးတော့အချက်ကွဲသွားမြောက်ရီကပြည်တယ်တက်ကပြန်လဲထိန်းတော့ဘာမှမပြောရုံငိမ့်တယ်ပျော့ရယ်နည်းနည်းလေးခေါင်းထောင်ပြန်လာပြီဘာလို့ခေါင်းထောင်လဲဆိုတော့ ိုင်းမြန်မာနယ်စပ်မှာရှိတဲ့တပ်မတော်စခန်းတွေတော်တော်များများတခုပြီးတခုတခုပြီးတခုဒါကရင်တပ်တွေကဝင်ပြီးတော့တိုက်ခိုက်ပြီးတော့သိမ့်ပိုက်လိုက်တယ်ပေါ့။သိမ့်ပိုက်တော့တော့သူကအဲငါတို့ကရင်တပ်တွေကနိုင်လာပြီဆိုတဲ့ပုံစံနဲ့တခါပြန်ထွက်လာပြန်အခုမီဒီယာနဲ့စထွက်လာပြီးတော့ထိုင်းမှာနေစပ်ကျွန်တော်ကဘယ်စစ်တပ်ကိုစခန်းမှာမထားတော့ဘူး။ငါတို့အခုအပြတ်ရှင်းမယ်။လာပြန်ပြီ။နေစပ်စခန်းကျွန်တော်သိသလောက်၄၅၆ခုလောက်ပဲသူတို့ရသေးတာဗျ။အဲ့ဒါမှမဟုတ်သူကရှိသမျှနေစပ်စခန်းတစ်ခါမှမကြအောင်ငါတို့ကိုရှင်းပြမယ်။ကုံသွေးကြီးတွေနေစပ်လူမှုကြီးကြေးတွေငါတို့ကိုကိုက်ကိုက်မယ်တာဝန်ယူမယ်ဘာဖြစ်လဲညာဖြစ်တယ်။အကြီးကြီးတွေပြောလာမြောက်စော်တော်နီးရ။ ကရင်တိုင်းသားတွေလေတနာပေါ်ကောင်းတယ်လားဒီလိုမျိုးအစ်တမ်းမရှိတဲ့နိုင်ငံကြီးသမားတယောက်ကိုတီဗီစကရင်ပေါ်တက်ပြီးတော့ပြောတာယူကြည့်ပြီးတော့ခင်ဗျားတို့မလို့အဲ့လူပြောတာအဟုတ်ကြီးထင်နေတော့ခင်ဗျားတို့တော်တော်လေးတနာပေါ်ကောင်းတာတင်းရင်းနေရာတကယ်ကိုသူ့ထက်ပိုကြီးအရေးရှိတဲ့ခေါင်းဆောင်တွေနဲ့ထိုက်တန်ပါတယ်ဗျာကရင်လူမျိုးတွေရဲ့နိုင်ငံကြီးသမားလူလူဘာလို့ထားလို့တော့ကရင်လူမျိုးတွေရဲ့ဂုဏ်သိက္ခာညွှန်းနှွမ်းတာပေါ့စော်တော်ကြီးကြောင့်တကယ်ပါကရင်ရဲ့ဂုဏ်သိက္ခာညွှန်းနှွမ်းတယ်ကဲကိုပေါက်တက်ကြရပြောတာမှထိတ်ဆုံးอ่ะအချပြန်ကိစ္စဆိုတော့အပြတ်ရှင်းပါ ကြားဖြန့်ဆိုတဲ့စစ်တပ်ကိုအပြတ်ရှင်းရမယ်အရင်ရှင်းရမှာမဲ့တော့ဒီလိုလုပ်နေတာဆိုတော့ဘာကြောင့်စော်တော်နီးဒီလိုမျိုးထွက်လာလဲဆိုကရင်နယ်စပ်စခန်းတွေတခုတခုကြားတယ်တပ်ကစခန်းတွေဆုတ်ခွာပေးရတယ်ဆုတ်ခွာပေးရတဲ့အကြောင်းရင်းစစ်မြေကိုကျွန်တော်ဘယ်လိုပြန်သိရလဲဆိုတော့တပ်ကနယ်စပ်စခန်းတွေအကုန်လုံးကအင်အားကအများဆုံးရှိ၁၅၀၀ရောက်နေစေဒါပဲရှိတယ်ဒီကောင်တွေကအင်အား၄၅၀၀နဲ့ဝိုင်းတာဝိုင်းပြီးတော့ဘာလို့ဆိုတော့အပေါ်ကနေ drone တွေပြန်တာ time bomb ကိုထွက်ပြရဲဆိုအဲ့ဒါစခန်းတွေမှာတာဝန်ကျတဲ့စားတွေညံလုံးအကျဉ်းလုံးတော့မဟုတ်ဘူးဗျ drone တွေနဲ့အပေါ်ကရဲဆက်ဆက်တွေချတာတရက်တရက်ကိုတစ်ချိန်တစ်ချိန်ကို drone က ငါးစင်းခြောက်စင်းအဲ့လိုလာပြီးအပေါ်နေတရက်ကိုကမှ drone ပေါ်ကလုံးလေး90အဲ့လိုကြာတာလေလူကဖြစ်16 90ရှိတာဘယ်ခံရတော့လဲတောက်ခံရတော့အဲ့ကြတော့ပြေးရတော့ဗောဒီကောင်မခံရတော့ပြေးရတာ KNU ရဲ့တပ်တွေရဲ့ drone တောင်မြန်မာတပ်ပေါ်ကနေသက်ကန်လူတွေခံနေရတယ်ကျွန်တော်တို့တိုင်ရင်တိုင်ရင်ကို drone 3စင်းပဲပေးတယ်သူတို့ကငါးစင်းခြောက်စင်းဆယ်စင်းလာတယ်မလို့တယ်ကျွန်တော်မကြောက်ဘူးတယ်ဒါပေမဲ့ကျွန်တော်တို့3စင်းပဲပေးတယ်ဒဇင်းကကင်းတောက်ဖို့နဲ့20ကသူတို့ပြန်တပြန်ချဖို့တယ်ဒါပေမဲ့အဲ့ဒါရရပြီ3စင်းပဲပေးတယ်ကျွန်တော်ပြန်တွေ့ပဲဘာဖြစ်လို့သူတို့ဒီလိုပြောလဲဆိုတော့ ်ဆက်ခွာလာတော့ရင်းနဲ့နာတာပဲသူတို့လေတိုင်ရတရုံ drone သုံးစင်းပဲပြီးတယ်ရန်သူနေရာတည်တယ်အဲ့လှုပ်ရှားခွင်တော့မပေးဘူးချစကန်ကုတ်တခုမှလူ၁၀ယောက်၁၅ယောက်ရှိလို့ဟိုကလူ၃လောက်ဝိုင်းလို့သူမပြောက်ဘူးခံပြစ်နိုင်တယ်အခုဒီဥစ္စာကတော့ Uso Tony နဲ့ People Spring ကနေမှ interview ပုံစံနဲ့လုတ်ထားတဲ့ video ကိုသူကြားပြီးတော့လောင်ကျွမ်းနေတဲ့အရာဖြစ်တယ်ဆိုတော့အဲ့ထဲမှာသူပြောသွားတာကတော့ဒီမြဝတီကိုကျတော့တော်လိုင်းရဲတွေမရတဲ့နောက်ပိုင်းကနေမှ Uso Tony က လုံးဝလူပုံလေးမှာမထွက်တော့ဘူးလို့ပြောချင်တယ်ဆိုတော့ဥဆိုထော်နီဟာဒီမြောက်တီကိုမရလိုက်လို့လူတော်ထဲမှာမတိုးတာမဟုတ်ဘူးအဲ့နောက်မှာလည်းအင်တာဗျူးတွေအများကြီးသူပြောခဲ့တယ်ပြီးလို့ရှိရင်လည်းဒီမြောက်တီဟာငါတို့ရှုံးသွားတာမဟုတ်ဘူး ငရုတိုက်တဲ့နိုင်ခါနီးမှာစောချစ်သူရဲ့လက်တလုံးကြားကြောင့်ငရုတော်လာရဲတွေမသိမ့်ပိုက်နိုင်ခဲ့တာပဲရှိတယ်ငရုရှုံးသွားတာမဟုတ်ဘူးရှုံးတယ်ဆိုတော့ကိုယ်လက်ထဲမှာရှိတဲ့ဥစ္စာသူများကိုပေးလိုက်ရတာမှရှုံးတယ်လို့ခေါ်တာငရုမရှုံးခဲ့ဘူးလုံးဝမရှုံးခဲ့ဘူးငရုတိုက်တယ်မရသေးတာရခါနီးမှာစောချစ်သူကြောင့်ငရုမရခဲ့တာဒါပဲရှိတယ်အခုထပ်ပြင်းမှငရုယူမှာဖြစ်တယ် ဆိုတော့အခုဒီ theme မှာသူဘာပြောလဲဆိုတော့ကရင်တိုင်းရင်းသားတွေဟာတနာဆရာကောင်းတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးအဆင့်တန်းမရှိတဲ့နိုင်ငံရေခေါင်းဆောင်တီရဲ့ screen ပေါ်မှာပြောတဲ့ဥစ္စာကိုနားထောင်ပြီးမှကျေနပ်နေတယ်ပြောချင်တာကအဲဒီလိုမျိုးဥစ္စာထော်နီတို့လို့ပြောတဲ့ဥစ္စာကိုကရင်တိုင်းရင်းသားတွေကနားထောင်ပြီးတော့ကျေနပ်နေရတယ်သူတို့လူကြီးတွေကိုသူတို့အချင်းကြီးတယ်လို့ပြောတယ်เนาะဆိုတော့ပထမဦးဆုံးက ကိုယ့်ရဲ့လူမျိုးတွေချစ်ဖို့အရေးကြီးတယ်ဘသူချစ်ချစ်မချစ်ချစ်နားမလဲဘူးကိုယ့်လူမျိုးတွေချစ်ဖို့အရေးကြီးတယ်ကိုယ့်လူမျိုးတွေကိုယ့်ကိုလဲစားဖို့လိုတယ်ကိုယ့်လူမျိုးတွေကိုယ့်ကိုအားကိုးဖို့လိုတယ်အခုနင်းတို့ရဲ့ခွေးချဖို့ခြေတော့ပဲတိုက်တိုက်ဖျားသားမဲ့အစားခွေးချဖို့ကိုဆဲတယ်လို့ပြောတယ်နော်ဆိုတော့ဒီနေ့မြန်မာနိုင်ငံကလူတွေလဲခွေးချဖို့ကိုဆဲတယ်ဘသူကများကာချုပ်ကြီးမင်းအောင်လိုက်လို့ဘသူခေါ်တယ်လားယာယီတမဒကြီးမင်းအောင်လိုက်လို့ဘသူခေါ်တယ်လားခွေးလို့ခေါ်တယ်နော်တစ် မြန်မာနိုင်ငံကပဲဒီလိုပြောသလားဆိုတော့လဲကဘာကဘာပြောခဲ့တယ်လဲအခု Wikipedia တွေမှာဆိုလို့ရှိရင်သူ့ရဲ့နာမည်သူ့ပေးယူတယ်လို့ပြောတယ်ပြီးရင်သူ့ရဲ့အကျေပွင့်နေသူ့တတ်ယူတယ်လို့ပြောတယ်သူ့ဖာနဲ့သူလုပ်ယူတာတနတ်ထောက်ပြီးအာနာသိမ်းယူခဲ့တဲ့တခိုးသမားကိုနင်းတော်မို့လို့ပဲအရှက်မရှိပဲနဲ့ဘူချုပ်မူကြီးမင်းအောင်လိုက်လို့ခွေးကိုခေါ်တာ ဥစောထိုးနီကိုဘသူမှမချစ်ချင်တဲ့ကရင်လူမျိုးကြီးချစ်ဖို့ကပထမအရေးကြီးတယ်အခုဘိုးချုပ်မူကြီးလို့ပြောပြောနေတဲ့ခွေးချဘူးကိုဒီနေ့နင်းတို့နင်းတို့ဗမာလူမျိုးတွေတောင်ဘာခေါ်တယ်လဲခွေးလို့ပဲပြောတယ်မဟုတ်ဘူးလားเนาะဒါအရေးကြီးဆုံးပဲခွေးချဘူးရောက်တဲ့နေရာမှာထိုင်းသွားတယ်ထိုင်းမှာတပိတ်လိုက်မောက်တယ်နင်းတို့ခွေးတွေတွားလို့အဆင်ပြေတဲ့နေရာပဲမှာရှိတယ် မရှက်ဘူးလားစောထိုးနီးဒီဆိုတာက तू ကကားချုပ်လည်းမဟုတ်ဘူးတမ္ပဒကြီးလည်းမဟုတ်ဘူးနိုင်ငံရေးကောင်းဆောင်ပဲဖြစ်တာတောင်မှကရင်နေချစ်တာမကဘူးဒီနေ့ကျွန်တော်တို့တိုင်းရင်သားတွေအားလုံးချစ်ပြီးသားဖြစ်တယ်ဒီနေ့နင်တို့ခွေးကျဖို့ကိုဘယ်သူချစ်တယ်လဲနင်တို့ဘောမဒီတောင်ရှင်းရှင်းပြောရင်နင်တို့တောင်ချစ်တယ်လားမြမဝတီကိုတိုက်တုံးကဥစောထောနီဘက်ကနေမှနော်လေကြီးမိုးကြီးနဲ့ပြောတယ်ဟာငါတို့ရတော့ပဲဘာညာရတော့မှဖြစ်တာပဲနော် တကယ်လို့သာစောချစ်သူကလက်တလုံးကြမလုတ်ခဲ့ဘူးဆိုလို့ရှိရင်သူကသာသူ့ကရင်ဘက်မှာတရားရခိုင်တော့ရက်ခဲ့တယ်ဆိုလို့ရှိရင်ဒီနဲ့မြဝတီဆိုတာဟာကရင်လူမျိုးတွေရဲ့လက်ထဲမှာရောက်သွားပြီဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်တဲ့စောချစ်သူကြောင့်ဖြစ်တယ်ဆိုတော့နင်တို့အလုံးသိပါတယ်နင်တို့အရေးချင်းနင်တို့လည်းသိပါတယ်ဒီနဲ့ကရင်တိုင်းရင်သားတွေကိုမတနာခင်မှာနင်တို့ကိုနင်တို့အရင်တနာလိုက်ငါတို့ခေါ်ခေါ်နေတဲ့ ပူချုပ်မူးကြီးလို့ခေါ်တဲ့ခွေးချဘူးပေမမီတော့မမီ college first year ပဲတက်ခဲ့တဲ့ဒီချဘူးကိုငရုကပဲကာချုပ်လို့ခေါ်တယ်လူဖြစ်တဲ့သူဘဒုကမှမလေးစားပါလားဆိုနင့်တို့ကိုနင့်တို့မြင်တတ်ဖို့လိုတာနော်ဒါကြောင့်သူများကိုကျင်ငယ်မတောက်ခိုင်းခင်မှာနင်းကငါရဲ့ကျင်ငယ်အရင်တောက်အဲ့အချိန်မှာနင်းငါလိုမြင်တက်လာလိမ့်မယ်ဟုတ်ပြီလားပြီးလို့ရှင်ဥစောထော်နီကြောင့်ကရင်လိုမျိုးတွေဟာဂုံတိတ်ခါကြရတယ်လို့ပြောတယ် ကျမပြောပြမယ်ကျမနဲ့အတူတူအလုတ်လုတ်တဲ့တငယ်ချင်းရဲ့အမေကကျမကိုမေးတယ်နင့်ဘယ်နိုင်ငံကလဲလို့ပြောတယ်ငါပြောလိုက်တယ်မြန်မာနိုင်ငံကလို့ပြောတဲ့အခါသူဘာပြောလဲနင်တို့မြန်မာနိုင်ငံကအရန်ဆင်းရဲတာပဲနော်တဲ့ဘာကြောင့်လဲလို့မေးတော့လမ်းမှာတဲ့ပက်ဆန်တောင်းတဲ့တရောင်းစားတဲ့အများကြီးပဲတဲ့ရှက်တာတေတောင်းတေတော့မယ်ပါကြုံလေရှက်တလေဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံဟာမဆင်းရဲတဲ့မဲ့နဲ့ဆင်းရဲတဲ့နိုင်ငံဖြစ်တယ် မြန်မာနိုင်ငံမှာတယံဇာတာပေါများတဲ့နိုင်ငံဖြစ်တယ်ဆန်စပါးပေါ်ကြွေဝတဲ့နေရာဖြစ်တယ်ဒါပေမဲ့မြန်မာနိုင်ငံဟာအင်မတမဆင်းရဲတဲ့လူလက်တန်းစားဆိုတာတောင်မရှိတလို့ဖြစ်တယ်အထက်တန်းစားနဲ့အောက်ခြေလူတန်းစားဆိုမှာနှမျိုးလို့ပဲရှိတယ်လို့တောင်ဖြစ်နေတယ်ဆိုတော့သူများရှေ့မှာမြန်မာနိုင်ငံသားလို့ပြောဖို့ရန်တောင်မှခွေးကြပုတီကြောင့်ကျတော့ရှက်တာเนาะ ခလုတ်တိုက်ရင်လည်းမင်းအွန်လိုင်းကိုဆဲတယ်လို့ပြောရအောင်နိုင်ငံရေးကောင်းရင်စီးပွားရေးကောင်းတယ်စီးပွားရေးကောင်းလို့လူတွေကချမ်းသာကြွယ်ဝလာတယ်နိုင်ငံရေးတာကောင်းခဲ့တယ်ဆိုလို့ရှိရင်ပညာရေးကောင်းမယ်ပညာရေးကောင်းလို့ရှိရင်လူတွေဟာအသိပညာကြွယ်ဝတယ်လူနေရတကမှာအဆင့်တန်းမြီမြီနဲ့တွေးခေါ်ပြီးမှနေထိုင်လို့ရတယ်။ဒီနေ့မြန်မာနိုင်ငံဟာတယံဇာတာပေါ်တဲ့လောက်ကောက်ဘေးတီးနန်တီဆန်စပါးတွေပေါ်ကျွေဝတဲ့လောက်မြန်မာနိုင်ငံမှာသမင်းမစားနိုင်တဲ့သူအများကြီးပဲ။စားနေပဲဖြူစားရတဲ့လူတွေတပုံကြီးရှိတယ်။ ဒါဘာကြောင့်လဲနင့်တို့ခွေးတွေကြောင့်နင့်တို့ခွေးတို့မဆဲပဲနဲ့ဘ누구ဆဲရမှာလဲဥစောထောနေကြောင့်ကရင်တွေကဂုံတိတ်ခါကြတာလားနင့်တို့ခွေးတွေကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ဒီနဲ့ငါတို့မြန်မာနိုင်ငံသားတွေအားလုံးဟာတိတ်ခါကြတာလားဆိုတာကိုကိုကိုစဉ်းစားဒါမျိုးစဉ်းစားတတ်ချင်ရင်ငါရဲ့ရှုကိုတောက်ဟုတ်ပြီလားဒီနဲ့ဥစောထောနေကြောင့်ကရင်တွေဟာတိတ်ခါကြတယ်ဆိုလို့ရှိရင်တော့ကရင်တစ်မျိုးသေးပဲတိတ်ခါကြလိမ့်မယ်ဒါပေမဲ့စစ်ခွေးကြောင့် ဒီနေ့မြန်မာတပ်နိုင်ငံလို့လူမျိုးပေါင်းစုံအားလုံးအရှက်တိတ်ခါကြရတယ်နင်းတို့လူရှိတဲ့နိုင်ငံကိုတွားကြည့်လိုက်ဟာနင်းတို့မြန်မာနိုင်ငံတွေအခုတိုက်ပွဲတွေအရင်ဖြစ်နေကြတယ်နော်ဒီစကားကိုမဲလိုက်မယ်သူများနိုင်ငံလို့ဟာနင်းတို့နိုင်ငံကြီးကပျော်ရှာကြီးပါနင်းတို့နိုင်ငံကြီးကအရင်အေးချမ်းတယ်ဘယ်သူမှလာမပြောဘူးခွေးကြဘူးကြောင့်မြန်မာတပ်နိုင်ငံလုံးအရှက်တိတ်ခါကြခံရတယ်အခုဦးစောထော်နီကတော့ဘာကြောင့်ဒီစကားတွေပြောလာတယ်လဲဆိုတော့ နေဆက်မှာရှိတဲ့ခွေးစခန်းတွေပြောင်းလာတဲ့အတွက်ကြောင့်အခုသူကဒီစကားပြောတယ်လို့ပြောတယ်ဆိုတော့အခုဒီနေဆက်မှာရှိတဲ့ခွေးစခန်းတွေကလည်းခွေးများများမရှိဘူးခွေး15កောင်20လောက်ပဲရှိတဲ့ထဲမှာကျွန်တော်ဒေါ်လာရဲတွေက6-9ရာနဲ့လာဝိုင်းချလို့တဲ့ပြေလို့ရှင်လဲ drone နေနဲ့ခြတဲ့အတွက်ကြောင့်သူတို့က time back ကိုပြေးရတယ်တကယ်လို့ဒါမြေပြင်ကတိုက်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒေါ်လာရဲတွေဘလောက်ပဲလာလာသူတို့မကြောက်ဘူးတဲ့ဒီဆိုလို့ရှိရင်လေ နင်းတို့တတ်မကြီးတခုနဲ့ငှတို့ရဲ့စခန်းတဲလေးနဲ့ပေးတယ်ချမလားဆိုတော့အခုသူတို့ကဒရုန်းသုံးခုသာရှိခဲ့ရင်တော့နော်နိုင်တယ်လို့ပြောတယ်အခုပမော်မှာဆိုလို့ရှိရင်နင်းတို့နေ့တိုင်းနေ့တိုင်းဘုံကျဲတယ်နေ့တိုင်းဒရုန်းနဲ့ခြားတယ်ဘယ်မှနိုင်နေသလဲဒရုန်းနဲ့ခြားလေရင်နဲ့ဘုံနဲ့ဘုံနဲ့ကျဲပြီးမှပဲနင်းတို့နိုင်မယ်ဆိုလို့ရှိရင်ဒီနေ့ကြောတော့တော်လာရဲတွေရှုံးတာဟောကဘာကလေးကဖြစ်သွားပြီ နော်ကိုကိုကိုအဖတ်ဆယ်မိနေနဲ့နင်းတို့ရဲ့အဖတ်ဆယ်နေ့ကဘောလုံးကွေးမှာတူတူ ပုံသံကစားတယ်လို့ပဲဖြစ်တယ်နော်အချက်တရားလည်းရှိရှိကြဆိုတော့ဒါမျိုးဒီကိုနင်းနားလေဖို့ရန်အတွက်ငါရဲ့ကျင်ငယ်ကိုတောက်ပါဟုတ်ပြီနော်သိစကားပြောချင်ဘူးဆိုတော့အခုကျွန်တော်တို့နောက်တဲ့နေ့တစ်ပုတ်အနေနဲ့ဗီဒီယိုတော်တော်လေးကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော် ခေါ်ယူမေးမြန်းပြီးတော့သူ့ကိုပြန်လှုပ်ပေးလိုက်တယ်လို့ကျွန်တော်သိရပါတယ်ခေါ်ယူမေးမြန်းတဲ့အခါမှာတော့ဒါအเจ้าအမျိုးစုံပါမှာပေါ့ဗျာဘယ်အเจ้าအမျိုးပါမလဲဆိုတော့ဟိုစုံစမ်းစစ်ဆေးအဖွဲ့အစည်းသိနေမှာကျွန်တော်တော့မသိနိုင်ဘူးခေါ်ယူမေးမြန်းမှုနဲ့ပတ်သက်ရင်အပြင်မှာတော့တရင်အမျိုးစုံထွက်တယ်ချမ်းချမ်းရောက်တဲ့ပစ္စည်းတွေကိုဂျန်တွင်ကနိုင်ငံခြားကိုထွက်တဲ့အချိန်မှာယူလာခဲ့တယ်ယူလာပြီးတော့မြန်မာပြည်မှာတခြားလူတွေကိုလက်ထက်ကိုပြန်လွှဲပြောင်းပေးတယ်စသဖြင့်ဒီလိုဆွဆွဲတယ်အဓိကကျွန်တော်တို့ပြောရမှာကဂျွန်လွင်ကိုယ်တိုင်ဂျွန်လွင်ကိုရိုင်းကမနှက်ဖြန်တပတ်ခါနောက်လာမယ့်ရသက်ဘက်တွေတွေ့မှာအမှုပညာမီဒီယာတွေနဲ့တွေ့တဲ့အခါကျရင် လူလူတက်ဖို့ဝင်ခေါ်ယူမိမျက်နှာနဲ့ပတ်သက်လို့ဂျွန်လွင်ကိုယ်တိုင်အမှန်တိုင်းပြောမလားမပြောဘူးလားဆိုတာနဲ့ပဲစိုက်ပါတယ်ကျွန်တော်ပြောရပါတယ်ဂျွန်လွင်ကသူ့ကိုလူလူတက်ဖို့ဝင်ကခေါ်ယူမိမျက်နှာနဲ့ပတ်သက်လို့ entertainment media တွေလာမေးတာကိုလက်ခံမှာမဟုတ်ဘူးဘလို့မိမိသူမဖြစ်ဘူးနောက်တစ်ချက်က तू တကယ်လို့ media နဲ့ဖြေရမယ်ဆိုရင်တော့ तू ဘလို့ဖြေမလဲသူ့ကိုလူလူတက်ဖို့ဝင်က तू မတရားဖန်ဆီးစစ်ဆေးတာပါလို့ तू ပြောရဲမယ်လို့ထင်လားပေါ့မတရားဖန်ဆီးစစ်ဆေးတာပါပါတယ်သူပြောလို့မရဘူးပြောမှလည်းမဟုတ်ဘူးမတရားဖန်ဆီးစစ်ဆေးခြင်းမရှိတဲ့အတွက် မတရားဖိုင်းစစ်ဆေးတာလို့သူပြောလို့မရပြောရင်တော့အဲ့တော့မှသူထောင်ရအောင်သူနဲ့အရင်နှီးဆုံးလူတွေနဲ့တချို့လူတွေကြရင်တော့သူအတင်းတော့မလူတွေကြရင်တော့သူ့ကိုခေါ်မေးတာနဲ့ပတ်သက်လို့ရှိရင်သူတချို့ကသူပြောလိမ့်မယ်အသေးချာကဂျွန်လွေပြောရတယ်သူပြောလိမ့်မယ်အဲ့လိုပြောလိမ့်မယ်ဒီနေ့ဘာကြောင့်ကျွန်မကဒီဂျွန်လွေနဲ့ပတ်သက်ပြီးတော့ reaction ပြန်လုပ်လာတယ်လေဆိုတော့အဲ့မှာပြောထားတဲ့အဲထဲမှာတိကျချက်ကတော့ စစ်ခွေးတွေရဲ့လက်ထက်မှာဘယ်ဥပဒေမှမရှိဘူးဆိုတဲ့ကိစ္စနောက်တစ်ခုကတော့နင်းကိုငိုတို့လွတ်လိုက်တယ်ကြိုက်တဲ့အချိန်မှာနင်းရဲ့စကားအားဖြင့်ငိုတို့ပြန်ဖတ်နိုင်တယ်ဆိုတဲ့ကိစ္စကိုဘောငုံကျွန်မျိုးမင်းပြောသွားတဲ့ theme ပါဝင်တယ်ကျွန်လွင်ကအမနဲ့ကထွက်လာခဲ့ပြီကျွန်လွင်ကတော့အမှုပညာအတိုင်းဝိုင်းကဖြစ်တယ်အမှုပညာအတိုင်းဝိုင်းကသူ့ကိုလာမဲနေသူကတော့ဖြင်းမှမဟုတ်ဘူးဖြင်းမဲမဖြင်းဘူးဆိုရင်တော့ကျွန်လွင်ပေါ်မှာမူတည်တယ်လို့ပြောတယ်ပြီးရင်နောက်တစ်ခုကအရေးကြီးတဲ့အရာက တကယ်လို့ဆိုရှယ်မီဒီယာကနေမှမေးလိုက်လို့စစ်ခွေးတွေကသူ့ကိုမတရားဖြစ်မင်းမြန်ဆက်ဆဲပါတယ်လို့ပြောလိုက်လို့ရှိရင်တော့သူ့ကိုဖမ်းမယ်လို့ပြောတယ်။ဒါကတိတ်ရှင်းတဲ့စကားဖြစ်တယ်။မတရားလို့မတရားတာကိုမင်းမြန်လို့မတရားဘူးလို့ဖြေရင်လည်းသူ့ကိုဖမ်းမယ်။ မဖြေရင်တော့သူ့အတွက်ကောင်းတယ်ဂျွန်လွင်ကိုနှုတ်ပိတ်လိုက်တဲ့အရာဖြစ်တယ်သူဟိုးမှာစစ်ခွေးတွေရဲ့လက်ထဲမှာရှိနေတော့ကသူ့ကိုမင်းမြန်ခဲ့တော့ကသူ့ကိုပါဆက်ပိတ်လိုက်ပြီးသားဖြစ်တယ်ဂျွန်လွင်ကမူရဆဲဝါရောင်းဝယ်ရေလုတ်တဲ့သူမဟုတ်ဘူးပြည်တစားအလုပ်ကိုလိုက်လုစားနေတဲ့သူလည်းမဟုတ်ဘူးနောက်တစ်ခုကသူ့ဟာတခိုးသမျှလည်းမဟုတ်ဘူးလူတက်ကောင်းဆောင်လည်းမဟုတ်တဲ့အတွက်ကြောင့်သူ့ကိုဒီလောက်ကြီးပါဆက်ပိတ်ပေးဆရာမလိုဘူး ဒါပေမဲ့သူတို့ကြားထဲမှာတခုရှိတယ်เนาะပြီးနောက်တစ်ခုကတော့ဒီဘောမှာပြောထားတဲ့ theme မှာဘာပါလဲဆိုတော့ Thai မှာ condo တွေဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲပါနိုင်တယ်လို့ပြောတာဆိုတော့ဒီကိစ္စနဲ့ဒါဖတ်မယ်ဆိုလို့ရှိရင်ကြွက်လွန်ခဲ့တဲ့သတင်းထဲမှာပြောထားသလိုပဲเนาะပါမဲ့လူတွေကမြန်မာနိုင်ငံမှာချမ်းသာတဲ့ချမ်းသာတဲ့အတိုင်းဝိုင်းထဲက69.99ကတော့ဒီကိစ္စနဲ့ပါမှာပဲเนาะဒါပေမဲ့ အခုဂျွန်လွင်ကိုလွတ်လိုက်တာဟာဘသူမှတိလာဆရာကြောင့်မရှိဘူး။ဘာကြောင့်လဲဆိုတော့ဂျွန်လွင်ကိုပါဆက်ပိတ်ပြီးပိတ်ပြီးသားဖြစ်တယ်နော်။ဒါကြောင့်သူကသာအင်တာဗျူးထဲမှာဖြေခဲ့တယ်စစ်ခွေးတွေဘက်ကနေမှမတရားဖြစ်သူ့ကိုမင်းမြန်ပါတယ်နော်ဖမ်းဆီးတာတော့မဟုတ်ဘူးမင်းမြန်ပါတယ်လို့ဖြေလိုက်တာနဲ့သူ့ကိုဖမ်းမယ်လို့ပြောတယ်ဒီနေ့စစ်ခွေးတွေကရွေးကောက်ပွဲတောင်မှဒီမိုကရေစီနဲ့ညီစွာရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့ဟောင်းနေတဲ့ခွေးချဘူး terus kan dia pasal pay like ဒါဟာလူရဲ့အခွင့်အရေးကိုချိုးဖောက်တာတွေဖြစ်တယ်အမှန်တရားကိုဖုံးကွယ်တဲ့ခွေးတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုကြွားပြောပြချင်တာဖြစ်တယ်ဆိုတော့အခုကျွန်လွေကတော့တကယ်လို့ဒါသူကမီဒီယာတွေမှာမဖြေခဲ့နေတယ်သူ့ရဲ့တငယ်ချင်းတွေသူပြောသွားတာတိတ်ရိုင်းတယ်တကယ်လို့ဒါအသူနဲ့ရမ်းခင်တဲ့လူတွေနဲ့အတင်းတုတ်ချင်းတော့သူပြောလိမ့်မယ်ဒါပေမဲ့သူကပါစပ်ပိတ်လိုက်လိမ့်မယ်လို့ပြောတယ်ဆိုတော့ဒီကိစ္စဟာလုံးဝအပြင်ကိုပေါက်ကြားလို့မရတဲ့တည်င်းအနေနဲ့ဖြစ်နေတယ်ဆိုတော့ ဒါကိုတိနိုင်ရှာအကြောင်းဒီနဲ့ကျွဲတို့ကတော့မရှိဘူးလို့ပြောလို့ရတာပေါ့နော်ဒါကိုကြည့်ချင်းအဖြစ်စစ်ခွေးတွေဟာဂျွန်လွင်ကိုပါစပ်ပိတ်လိုက်ပြီးဆိုတာကတော့ထင်ရှားတဲ့အဲစကားအထင်ရှားနေတာဖြစ်တယ်နော်ဆိုတော့တိတ်ကြည့်ရှိရှိဝဲဝဲပြောချင်ဘူးပြည်သူတွေအားလုံးစက်မှာပြောရှိကြပါစေ